ိဇာခင်ကိုဆက်ဆံပုံတွေကြောင့်အသေးစုံကြီးနဲ့ချိကျနေပြီလို့ထင်ကြီးပြီးခံနေရတဲ့တွေ့တွေအလားမယချင်းသူပေမဲ့အသေးစုံကြီးနဲ့ခိဇာခင်အပေါ်မှာကွာခြားလာတဲ့ဆက်ဆံပုံတွေကြောင့်လူပြောများနေရကဆရာထွန်းတွေပါတချို့ကဆိုရင်ဆရာထွန်းလွင်နဲ့အသေးစုံကြီးတို့ရဲ့ဆက်ဆက်ရေးဟာဆရာတပည့်ဆက်ဆက်ရေးထက်ပိုနေပြီလားဆိုပြီးတနည်းအဝင်ခံနေရပါပြီ။အောင်လုံးလေးအတိအကျရဲ့အတိုင်းထွန်းလွင်ဟာမြန်မာပြည်ရဲ့ထိတ်တန့်အလှမဲ့ဒရိုက်တာတူပါ။အစောပိုင်းမှာသူဂရိုင်းကအလှမမစ္စတာတူဖြစ်ခဲ့ပေမယ့် ကျောင်းလွင်ဟာ beauty fashion လောကမှာအလားမဲ့ director သူဖြစ်လောက်ကိုင်းနေရဖြစ်ပါတယ်။ဒီလိုလောက်ကိုင်းရမှာလေကျောင်းလွင်ဟာသူရဲ့အလားတွေအားလုံးနှိပါကိုနမည်ကြီးအောင်ပိတ်သက်ချစ်ခင်အားပေးမှုရအောင်လုံဆောင်နိုင်ကြတာပါ။အထူးတပြည့်ကျောင်းလွင်ဟာအလားမဲ့တွေကို supporting လုပ်ရမှာစိတ်အားလိုအား site ထုတ်ကောင်လုပ်ပေးလိရှိပါတယ်။လူတွေထွန်းလွင်ကိုပုံမတရီထားမိလာတာကတော့အလှမဲနေနေလေး Miss Grand International ပြိုင်ပွဲဝင်ပြိုင်စင်ပါပါ ဂျွမ်းလွေဟာနေနေလေးအိမ်နဲ့တခြားလှမယ်တွေကိုလူလီသေးမရှိအောင်အဆစရရအစီမံတတဲ့အလှမယ်ဒရိုက်တာတို့အဖြစ်အလုံးအားအတိအမှတ်ပြုထားကြတာဖြစ်ပါတယ်ဒါပြန်ထွက်လွင်ကိုပိုပြီးလူတွေတတိထားမြင်သွားကြတာကလည်းအလမဲအသေးစုညင်ချဖြစ်ပါရဲ့အထူးတဖြစ်ထွက်လွင်ဟာမိတီအလမဲကိုမှမပန့်ပူပူတဲ့ပုံစံမျိုးနဲ့သဲစုညင်ကိုပန့်ပူခဲ့တာပါဒါကြောင့်လည်းထိုင်းပရိတ်တွေကဆိုရင်အဲဒီချိန်မှာသဲစုညင်နဲ့ဆရာထူရိုးမရိုးရလာဆိုပြီးဝေဖန်ခဲ့ကြတာဖြစ်ပါရဲ့ ဒါပေမဲ့လည်းမြန်မာပြည်ထောင်များစွာတော့ထွေးလွင်နေတဲ့သဲစုငိမ့်ကိုသူရဲ့တော်ဝင်ဝတ္တရားရပံ့ပိုးတာဖြစ်ကြောင်းသဲစုငိမ့်နဲ့ထွေးလွင်တို့ကြောင့်မှဆရာတပည့်အသင်ရောစင်ကလွယ်ပြီးအခြားမရှိဘူးလို့ထင်ကြတာပါဒါပေမဲ့လည်းအခုလက်တလုံးမှာတော့အိန္ဒိယနိုင်ငံမှာတော့ရောက်ရှင်းပြနေရလာမယ်ခိစားခင်အပေါ်မှာတွဲလွင်ရဲ့ပန့်ပိုးမှုဟာတဲစုငိမ့်နဲ့လလာမမတူတဲ့အတွက်လူပြောစရာဖြစ်နေကြတာပါတွဲလွင်ဟာတဲစုငိမ့် Migrant International ပြိုင်ပွဲဝင်ပြိုင်ရစင်မှာအဝတ်အစား design make up team fashion team နဲ့အတူတဲစုငိမ့်မျက်နှာ သွားရန်တာစရီပြင်ဆင်ဖို့ငွေကြေးမြောက်များစွာအကုန်ကြခံကပြုလုပ်ခဲ့ပါတယ်။ဒါမဲ့လေခေစာခင်မစ်ဘောနဲ့မှာစတင်ရှင်းပြရင်စမှာတော့တွဲလွင်ဖက်ကခေစာခင်အပေါ်မှာပန်ပိုးကွင်ကြီးမှုတွေကတဲဆွင့်ရင်ရတဲ့ဝက်ကိုတော့မမီတာပါ။ အတူတဖြည့်အသေးစုညီဟာမနေ့ကသူရဲ့နောက်မှာမိကက်ပြင်ပေးမယ်။ဆိုရာတယောက်လုံးကိုကျွမ်းလွင်ကစီစဉ်ပေးခဲ့ပြီးမယ်။ယခုနှစ်မှာခေစားခင်မစ်စဘောပြိုင်ပွဲကိုအေရီယာနိုင်ငံမှာတွယ်အောင်ရှင်ပြိုင်စင်မှာတော့နောက်မှဘသူမှမပါလာတော့ပါ။ဒါကြောင့်လေလူတွေကတော့ထွေးလွင်ရဲ့ခေစားခင်အပေါ်မှာဆက်ဆံပုံဟာအသေးစုညီနဲ့နိုင်ရှင်ရင်ကွာချောင်မှုတွေရှိနေတဲ့အပေါ်မှာထောက်ပြပါရစေ။ပေါ်ပြေးစိတ်မကောင်းဖြစ်စရာကောင်းတာကခေစားခင်ကဘေ့စ်ဘောပြိုင်နေစဉ်ထွေးအလွင်ကတော့အသေးစုညီနဲ့အတူဖြစ်ချေအုံဟာအလာမဲစက်ကရိုက်ကွနေရပါ။ ဒါကြောင့်လေပြည်သူတွေကတော့ကိုယ့်ရဲ့အလာမယ်နေရာပေါ်မှာမျက်များတတမဆက်ဆန်လို့လူပြောများနေရာဖြစ်ပါတယ်။အထူးသဖြင့်ထွန်းအပ်တွေဟာမစ်ဂရန်ပြိုင်ပွဲပြီးသွားတာတော့တဲစုငိန်နာမှာကက်တွေနေရပါ။အဓိကအဖြစ်တဲစုငိန်ကိုကြုံရရိုက်ကိုရောမယ်ဆိုရင်ထွန်းအပ်လွင်ကိုတောင်းဆိုရပါတယ်။ဒါ့အပြင်အင်တာနက်ပေါ်မှာတဲစုငိန်နဲ့ဆရာထွန်းအပ်လွင်တို့ဆရာတပည့်လူရာတန်နီးကတ်တဲ့ဆက်ဆက်ရေးတွေဘီရိုဖိုင်တွေကတက်လာတာကြောင့်လေထွန်းအပ်လွင်နဲ့တဲစုငိန်ကချစ်သူတွေဖြစ်နေပြီလားလို့ထင်ကြပြီးနေခဲ့တာပါ။ ဒါမဲ့လေထွန်းအပ်လွင်နဲ့တဲဆုငိန်တို့ဟာဇီယာတပည့်ဆက်ဆံရေးမျိုးတာဖြစ်ကြောင်းအထွတ်တဖြင့်ထွန်းအပ်လွင်ဟာမိန်းကလေးတွေကိုစိတ်ဝင်စားပေးယောက်ျားတွေကိုပဲစိတ်ဝင်စားကြောင်းအခုခေစားခင်ပြိုင်နေတဲ့ Miss World ပြိုင်ပွဲကိုထွန်းအပ်လွင်မလိုက်တာကလေလိုက်ပါခွဲမရှိလို့သာဖြစ်ကြောင်းဖြေရှင်းထားတာပါဒါမဲ့လေလူတော်တော်များများတော့တဲဆုငိန်နဲ့ထွန်းအပ်လွင်တို့ချစ်ကြိုက်နေကြရလို့ထင်နေတော့ပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့အမြင်ကရောတွဲလွင်နဲ့တဲဆုံရင်းတွေရဲ့ဆက်ဆံရေးကိုဘလို့မြင်ကြလဲဆိုတာပြောပြခဲ့ပါအောင်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်